ောင်ကိုရီးယားနာမည်ကျော်အနုပညာရှင်တွေရဲ့လှုပ်ဝဲအခြေရေကိုဖော်ကောင်းလုပ်နေကြ Dispatch Magazine ဟာယနေ့မနက်ပိုင်းကနာမည်ကျော်မင်းသားလီမေဟိုချစ်သူရည်စားရနေပြီဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။မင်းသားလီမင်ဟိုနဲ့ချစ်သူဖြစ်နေတဲ့သူကမိုမိုလန်းအဖွဲရဲ့အဆိုရဟောင်းတူဖြစ်သူယွန်းဦးဖြစ်တယ်လို့သူတို့နှစ်ယောက်ရဲ့ပုံလေးနဲ့တကွဖော်ပြခဲ့ပါဗျ။ ဒီစပတ်ရဲ့ဖော်ပြချက်အရ လီမင်ဟိုဟာဩဂတ်စ်လ၁ရက်နေ့မှာကြာရောက်တဲ့ယွန်းဝီရဲ့မွေးနေ့မှာယွန်းဝီနဲ့အတူတညာလုံးအတူရှိနေခဲ့တယ်လို့သိရပြီးသူတို့နှစ်ယောက်တွဲနေကြတာငါးလခန့်ကြာမြင့်ခဲ့ပြီလို့သိရပါဗျ။ဒါအပြင်ဒီစပတ်ဟာယွန်းဝီနဲ့လီမင်ဟိုတို့နှစ်ယောက်အတူရုပ်ရှင်သွားကြည့်ခဲ့တဲ့ဓာတ်ပုံတွေကိုလည်းဖော်ပြခဲ့ပါသေးတယ်။သူတို့နှစ်ယောက်ဟာဝါသနာတူတဲ့ချစ်သူတွေဖြစ်ကြပြီးဂိမ်းကစားရတာအရင်ကြိုက်တဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ်။ တခါတည်းမှာဆိုရင် သူတို့နှစ်ယောက်ဟာတညာလုံးဂိမ်းစောလေးရှိကြတယ်လို့သိရပါဗျ။သူတို့နှစ်ယောက်ဟာဂိမ်းစောတဲ့အပြင်ရုပ်ရှင်ကြည့်ရတာလဲဝါသနာပါပြီးဒီလိုဝါသနာတူတာတွေဟာသူတို့နှစ်ယောက်ချစ်သူကြီးစားဖြစ်လာစေတဲ့အကြောင်းအရာတွေဖြစ်တယ်လို့ဆိုပါဗျ။ dispatch ကဖော်ပြတဲ့အခြေရေးသတင်းတွေကို လီမင်ဟိုရောယုံဥပါညှင်းဆိုင်ခဲ့ကြပါဗျ။ လီမင်ဟွန်ရဲ့ agency ဖြစ်တဲ့ MYM Entertainment ကမင်ဟွန်နဲ့ယွန်ဟူတို့ဟာချစ်သူရီးစားဆက်ဆံရေးမျိုးမဟုတ်ဘဲမိတ်ဆွေရင်းချဆက်ဆံရေးတွေသာဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။လီမင်ဟွန်ရဲ့ agency ကတော့ star နှစ်ယောက်ရဲ့ကိစ္စကိုအပြတ်ညင်းခဲ့ပေမဲ့ယွန်ဟူရဲ့ agency ဖြစ်တဲ့ MLD Entertainment ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမတင်မကြတာဖြေကြားခဲ့ပါတယ်။ ယွန်းဟူဟာလက်ရှိဒရမာရိုက်ကူးနေပြီးအလုပ်လဲအယမ်းရှုံနေရကြောင်းသူမကိုဆက်သွယ်ဖို့အနှဲငယ်အခက်ခဲနေကြောင်းဒီသတင်းကိုအတီးပြုဖို့သူတို့စ조사နေကြောင်းထုတ်ပြန်ခဲ့ပါတယ်။လီမီဟိုနဲ့ယင်းနည်းတဲ့သူတွေကတော့လီမီဟိုဟာအချစ်ရဲကိုလှုပ်ဝတ်တတ်တဲ့သူမဟုတ်ကြောင်းပြောပြခဲ့ပြီးယွန်းဟူနဲ့လီမီဟိုတို့ဒိတ်တယ်ဆိုတဲ့သဘုံတွေမှာလည်းသူတို့နှစ်ယောက်တည်းမဟုတ်ပဲတခြားတငယ်ချင်းတွေလည်းပါဝင်သေးကြောင်းရှင်းပြခဲ့ပါတယ်။ ရိသတ်ကြီးအနေနဲ့ရောဘလို့ထင်ပါသလဲလီမီဟိုနဲ့ယုံကချစ်သူတွေပဲလားဒါမှမဟုတ်တငယ်ချင်းတွေပဲလား